ားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်မကဒူစာမောင်နဲ့ပတ်သက်ပြီးတော့ပြောမှာဖြစ်ပါတယ်ဒူစာမောင်နဲ့ပတ်သက်ပြီးတော့သတင်းတွေအမျိုးမျိုးပြန့်နေတာဖြစ်တယ်ပထမသူ့ကိုဖမ်းခံရတော့ကလည်းပြန်ပြီးဆွေးွားရတယ်ဆိုတဲ့သတင်းလည်းတက်တယ်ပြီးတော့ဒီ time ကိုထွက်ပြေးွားပြီးဆိုတဲ့သတင်းလည်းတက်တယ်ပြီးလို့ရှိရင်ဒီတခြားနိုင်ငံအနောက်နိုင်ငံတွေပေါ့ရှင်ဩစတြေးလျတို့ Norway တို့ US တို့ Canada တို့အဲ့လိုမျိုးအမျိုးမျိုးပေါ့နော်နိုင်ငံတွေမှာရောက်နေပြီးငွေတို့ပိုက်ပြီးတော့တာယာနေပြီးဆိုတဲ့သတင်းတွေလည်းအမျိုးမျိုးထွက်ခဲ့ပါတယ်ဒီသတင်းတွေကိုเนาะကျွန်မကအမှန်တိုင်းသိရအောင်လို့ ဟိုဒီဗီဒီယိုလေးနဲ့ရှင်းပြခြင်းဖြစ်ပါတယ်ကျမရဲ့ Facebook account မှာတော့ post တင်ထားပြီးပါပြီဒီနေ့ကျမကတော့ဗီဒီယိုလေးနဲ့ထပ်ရှင်းပြမှာဖြစ်ပါတယ်အဲ့တော့သူသာမောင်ဆိုတာဘယ်လိုလူမျိုးလဲအရင်ဆုံးကျမရှင်းပြမှာပို့ပြီးတော့သဘောပေါက်မှာပါเนาะသူသာမောင်ဆိုတာတော့မလေးရှားမှာရှိနေတဲ့လူနှစ်ကြာနေတဲ့လူတွေကသူသာမောင်ရဲ့အကြောင်းကိုမသိပါလိမ့်မယ်เนาะသူကဒီ UN တွေနဲ့ပတ်သက်ပြီးလိန်လယ်မှုတွေများစွာရှိခဲ့တယ်မြန်မာပြည်ကဝင်လာတဲ့ဒုက္ခတွေကို UN ကလုတ်ပေးမယ်ဆိုပြီးတော့မှငွေတွေမြောက်များစွာဥပမာ3500လို့4000လို့5000လို့1000လို့အမျိုးမျိုးငွေအမောက်တွေတောင်းပြီးတော့မှလိမ်လည်ခဲ့တဲ့လူတယောက်ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကသူဟာမြန်မာပြည်တဲကနေပြီးတော့မလေးရှားဝင်လာတာလေဒီလိုမျိုးတခြားလူတွေရှိရနေငွေတွေလိမ်ပြီးတော့မှဝင်လာခဲ့တာလို့ဆိုတော့ကောလာဟာလာတဲ့လေးလေးအများကြီးထွက်တယ်ပေါ့နော်ဒါမြန်မာပြည်မှာရှိနေတဲ့လူတွေလည်း ်သူရဲ့ပထမသူရှိနေတုန်းကတော့သူ့အကောင့်မှာတုံးနေတဲ့အချိန်တုန်းကဒီအကြောင်းလေးလာမှန်းလို့ရှိရင် तू ကဘလော့တာလေးဘာလေးလုတ်ခဲ့ပါတယ်အဲ့လိုအမျိုးသမီးတစ်ယောက်ဖြစ်တယ်ပေါ့နော်ဒီမလေးရှားဘက်အချမ်းမှာကြတော့ကျွန်တော်တို့ပထမပိုင်းကဒေါ်အောင်ဆန်းစုကြည်ကိုရိုဟင်ဂျာရခိုင်မှာဖြစ်တဲ့ရိုဟင်ဂျာအရင်းနဲ့ပတ်သက်ပြီးတော့ဒေါ်အောင်ဆန်းစုကြည်ကိုပိုးဆိုးပဆက်ဆဲခဲ့တဲ့လူ NLD အစိုးရကိုပုတ်ခတ်စော်ကားခဲ့တဲ့လူတယောက်ဖြစ်တယ်။ဒါကသူ့ရဲ့အစောပိုင်းကာလတွေမှာဖြစ်တယ်ပေါ့နော်။ အဲ့ဒီလိုနဲ့သူကမလေးရှားနိုင်ငံထဲမှာရိုဟင်ဂျာတွေကိုကူညီတဲ့အသွင်ဖန်တီးပြီးတော့မှသူကဒီ MMRC ကတ်တွေ community ကတ်တွေထုတ်ပြီးတော့မှဒါ community ရုံးအဖြစ်ထောင်ပြီးတော့မှဒီကတ်တွေနဲ့လှုပ်ရှားကျင်လည်နေတဲ့လူတယောက်ဖြစ်ပါတယ်အဲ့ဒီသူထောင်ထားတဲ့ရုံးဆိုတာကလည်းဘေးတစိမ့်မပါဘူးသူတို့မိသားစုတွေကြီးပဲเนาะစုပြီးတော့ထောင်ထားတဲ့ရုံးပါ အဲ့ဒီမှာရိုဟင်ဂျာတွေရောဒီတခြားမြန်မာပြည်အတွင်းထဲကလာတဲ့ဒုက္ခအသည်တွေရောသူစီမှာကတ်တွေလောက်ကြတယ်ကတ်ကတော့တကတ်ကို ringgit 150နဲ့သူကဒါလောက်လောက်စားနေတယ်လို့ပြောဖြစ်တယ်ပေါ့အဲ့ကနေပြီးတော့မှကျွန်တော်တို့2021အာနာသိန်းတဲ့အချိန်မှာ မလေးရှားကနေပြီးတော့ over stay သမားတွေကိုသင်းမောနဲ့တစ်ခေါက်ပြန်ပို့သေးတယ်အဲ့ဒီလိုမျိုးပြန်ပို့တဲ့အခါမှာဒေါ်သူဆောင်မောင်ကစစ်တပ်ကိုเนาะမြန်မာစစ်ကောင်စီကိုဆဲခဲ့တယ်เนาะဆဲတာမှ လိုက်လွှဲပြီးတော့ကိုတော်တော်လေးပူဆိုးပတ်ဆက်ဆဲခဲ့တယ်ပြီးတော့ဒီတန်ယုံနေရောဘာရောပါရဲပေါ့ရှင်လူတွေကတော်လန်ရေးကိုစိတ်ဝင်စားနေတဲ့အချိန်ဒေါသထွက်နေကြတဲ့အချိန်လည်းဖြစ်တယ်အဲ့ဒီလိုအချိန်မှာသူက online ပေါ်မှာဒီလိုမျိုးတက်ပြောတော့လူတွေရဲ့ယုံကြည်မှုလူတွေရဲ့လေးစားမှုထောက်ခံမှုကိုရလာပြီးတော့နာမည်ကြီးလာတယ်အဲ့အချိန်မှာသူနာမည်ဆပြီးတော့ကြီးလာတယ်လူတယောက်ဖြစ်တယ်ပေါ့သူ့ရဲ့ video တွေကိုအများကြီး share ကြတယ်အားပေးကြတယ်အဲ့ဒီလိုမျိုးနဲ့သူကလူတိများလာတယ်ဒါပေမဲ့ဒေါသူစားမောင်ဟာ ဆိုရှယ်မီဒီယာကိုကောင်းကောင်းအသုံးချတတ်တယ်လို့ဖြစ်ပါတယ်။အဲ့ဒီလိုမျိုးလူတိများလာတယ်ဆိုလို့ရှိရင်အဲ့ဒီအပေါ်မှာ तू ကဘာဆက်လုပ်ရမလဲဆိုတာကိုနားလည်တယ်။ဒီလိုမျိုးလည်းအများရန်လုတ်စားခဲ့တာဖြစ်ပါတယ်။နော်။အဲ့တော့ तू ကအဲ့ဒီအချိန်တည်းကနေပြီးတော့မှ NUG မှ NUG NLD မှ NLD ဖြစ်ပြီးတော့ချက်ချင်းလက်ငင်းကြီးအမေစုအမေစုဆိုပြီးတော့ပြန်ဖြစ်သွားပါတယ်။နော်။အဲ့ဒီကနေပြီးတော့ तू ဟာဒီသူ့ရဲ့ community ကတ်တွေကိုဆက်လက်ပြီးတော့ဒါ ်ရောင်းချတယ်ပေါ့ရှင်မြန်မာပြည်တွေကနေပြီးတော့လေအဲ့ဒီချိန်တုန်းကဒီပြထွက်ပြေးလာကြတဲ့ CDM တွေများစွာရှိတယ် CDM တော်တော်များများကလည်းဒီအမျိုးသမီးကိုတွားရောက်ဆက်သွယ်ပြီးတော့မှ community cut တွေလောက်ကြတယ်သူရဲ့ community cut တွေဘာဖြစ်လို့လဲဆိုရင်သူရဲ့ promotion ကအရန်ကောင်းနေတယ် UN မှာသူကတက်ပုံတွေတော်တော်ရိုက်တယ် နော်သူအရင်တော့က UI မှာစကားပြန်လုတ်ခဲ့ဘူးတယ်လို့ပြောပါတယ်အဲ့ဒီစကားပြန်လုတ်ခဲ့ဘူးတဲ့အချိန်မှာလည်းသူရဲ့အခြေဆက်တွေရှိတယ်ဒီအခြေဆက်တွေနဲ့ဗီဒီယိုတွေကစကားပြောရင်တော့မှဒါ UI နဲ့စကားပြောနေတယ်ဆိုပြီးတော့မှသူကတပ်ပုံတွေတင်ပေးတယ်တကယ်တော့လူတွေကို promotion ဆင်းတာဖြစ်ပါတကယ်တမ်းကျတော့ UI မှာသူကဘာမှအရေးပါအရာရောက်တဲ့လူတယောက်မဟုတ်ဘူးဂျာအခြေဆက်အဆက်အသွယ်နဲ့သာသူကလှုပ်ရှားခဲ့တဲ့လူတယောက်ဖြစ်ပါတယ်ဒါပေမဲ့သူရဲ့ပါဇက်ထဲမှာပြောတာကတော့ဒီ UI မှာသူကအကောင့်ကြီးတကောင်လို့လို့သူကတအားအရေးပါတယ်လို့မပြောနေတဲ့ခါကျတော့သူတွေကလည်း ယူအန်ကတ်လိုချင်တော့သူ့ကိုအများကြီးယုံကြည်ကြရတယ်နော်အများကြီးဆက်သွယ်ပြီးတော့မှသူ့ရဲ့ကတ်တွေကိုလောက်ကြတယ်အဲ့ချိန်မှာသူ့ရဲ့ community ကတ်တွေကအရန်ဒီပန်းစားနေပြီးတော့မှဒီပုံမှာသူပတ်စံနေမြောက်များစွာရခဲ့တယ်ဒီကနေပြီးတော့မှတစဉ်သူဟာ NUG မှာရှိနေတဲ့လူကြီးတချို့အနေနဲ့သူဟာချိတ်ဆက်တယ်အဲ့ဒီထဲမှာအလုံတမားရေးဝန်ကြီးဌာနလည်းပါပါတယ်ဆိုတော့အလုံတမားတွေနဲ့ပတ်သက်ပြီးတော့ဒီမလေးရှားနိုင်ငံထဲမှာ MMWC ဆိုပြီးတော့မှအလုံတမားရေး ဝန်ကြီးဌာန UNG ဘက်ကအလုံးမိုင်းဝန်ကြီးဌာနကအကောင့်ထည့်ဖို့ခြင်းနဲ့အစီအစဉ်ခုရှိတယ်။အဲ့ဒီအစီအစဉ်မှာတော့လူစားမောင်နဲ့ချိတ်ဆက်ပြီးတော့မှသူတို့လုတ်ခဲ့ကြတာရှိ။အဲ့ချိန်တော့ရှင်ကျွန်တော်တို့လည်း DMMWC ဆိုတဲ့အကြောင်းကိုလေ့လာခြင်းနဲ့ဒီ UNG ကလုတ်တာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဘယ်လိုတွေပတ်ဖို့ကူညီရမလဲ။ပြီးတော့တို့တွေကကျမတို့ဒီအလုပ်မိုင်းနဲ့ပတ်သက်ပြီးတော့ဘာတွေပတ်ဖို့ကူညီနိုင်လဲဆိုတာလေ့လာချင်တာဖြစ်တဲ့တော့ဒီအခွင့်ဈေးတွေကိုကျမတို့လည်းအစောဆုံးဒေါ်သူသာမောင်နဲ့အတူဝင်ခဲ့တဲ့လူတွေဖြစ်ပါတယ် နောက်ပိုင်းမှာတော့ကျွန်မနဲ့ဦးစားမောင်နဲ့ကပြဿနာဖြစ်တယ်။ဘာပြဿနာဖြစ်တာလဲဆိုတော့ဒီကတ်တွေဒီလိုမျိုးကိစ္စရင်းနဲ့ပတ်သက်ပြီးတော့သူရဲ့စကားပြောပုံစုပုံကြမ်းတာတွေနော်သူကအာနာရှင်စံစံစကားပြောတာတွေသူအမှလွဲလို့ရှင်ဘသူ့မှာလူမထင်မဲနဲ့စကားတွေကိုအဲ့လိုမျိုးပေါ့ရှင်နော်ဟိုမိုက်မိုက်ရန်ရန်ပြောတဲ့ဟာတွေနော်အဲ့ဒီလိုအကြောင်းတရားတွေကြောင့်ကျွန်မတို့ကဒီအဖွဲ့စည်းကနေပြီးတော့ဒီသူသာမောင်နဲ့ပြဿနာထွက်ပြီးပြဿနာတက်ပြီးတော့ကျွန်မတို့နှုတ်ထွက်ခဲ့တာဖြစ်ပါတယ် ဆိုတော့ကျမက DMMWC ကတ်တည်တဲ့မှာလုတ်တဲ့အချိန်တုန်းကအစောပိုင်းမှာရှိခဲ့တယ်လို့ပြောတာပါဒါပေမဲ့ကျမတို့ပါဝင်နေတဲ့အချိန်တုန်းကတော့ဒီကတ်တည်ကစပြီးတော့စီစဉ်တုံးပဲရှိပါသေးတယ်เนาะဒါပေမဲ့ဒီအမျိုးသမီးရဲ့ဒီကတ်တည်ကိုလုတ်နေတဲ့အချိန်မှာဒီအမျိုးသမီးရဲ့ရက်တည်မှုကိုကျမတို့ပို့ပြီးတော့သိကျင်တယ်ဒါဒီအမျိုးသမီးကဘယ်လိုလူမျိုးလဲဆိုတာကိုသိကျင်တာနဲ့ကျမတို့လိုက်ဆောင်စမ်းကြည့်တဲ့အခါမှာသူ့ရဲ့နာမည်ကလုံးဝကောင်းတာကောင်းတဲ့ရင်မထွက်ခဲ့ပါသူသူကမွတ်စလင်တယောက်ဖြစ်တယ်အဲ့ဒီမွတ်စလင်နေတဲ့ကမွတ်စလင်အတိုင်းဝိုင်းကလူတွေတောင်မှသူ့ကို မကြိုက်ကြတဲ့လူတွေမကျေနပ်ကြတဲ့လူတွေအများကြီးပဲရှိတာကိုကျွန်တော်တို့ပြန်ကြားခဲ့ရတယ်။ပြန်ကြားခဲ့ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ UNG မှာဒီလူ့သမားရေးဝန်ကြီးဌာနနဲ့ပတ်သက်တဲ့ဝန်ကြီးတွေကိုကျွန်တော်တို့အဲ့ဒီအချိန်တုန်းကတော့ဒီအကြံပေးတာတွေလုပ်ခဲ့ပါတယ်။အမျိုးသမီးကဒီလိုမျိုးနာမည်နာမည်ဆိုးနဲ့ကြော်ကြားနေတဲ့လူတယောက်ဖြစ်တယ်ဆိုတဲ့အကြောင်းအချိန်မှာတခုခုပြဿနာတက်လာခဲ့မယ်ဆိုရင် UNG ရဲ့ image ကိုထိခိုက်နိုင်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ပြောပြခဲ့ပါတယ်။ဒါပေမဲ့လည်း နောက်ထောင်ခဲ့ပါဘူးလူမိုင်းဝင်ကြီးဌာနကကျမတို့ပြောတာတွေကိုဘယ်လိုမဆိုင်ခဲ့ပါဘူးကျမတို့ပြောတာတွေမအောင်မြင်ခဲ့ဘူးပေါ့အဲ့ဒါနဲ့ပဲကျမတို့လည်းဘာမှမပြောရဲပဲကဲမပြောတော့ပဲနဲ့ဒီတိုင်းပဲကြီးနေလိုက်ပါတယ်နော်အဲ့ဒီကနေပြီးတော့သူဟာမြမပြေကဝင်လာတဲ့ငယ်ရေးကြောင့်ဝင်လာတဲ့လူတွေမှန်သမျှသူ့ကိုချိတ်ဆက်တယ်သူကလည်း promotion ကောင်းကောင်းဆက်ပြီးတော့ဆင်းနေတာဖြစ်တယ်ဆိုတော့ဒါကသူ့ရဲ့လိမ်လည်မှုတွေကတော်လန်ရေးကိုခုလုံးမလုပ်ပြီးလိမ်လည်မှုတစ်ခုဖြစ်ပါတယ်နောက်နောက်ထပ်ထင်ရှားတဲ့တစ်ခုကတော့ ကုမျိုးရန်တော်သိဥဆောင်ပြီးလုပ်တဲ့ပကူ PDF တို့ဆိုပြီးတော့ campaign တခုသူတို့လုပ်ခဲ့ပါတယ်။အဲ့ဒီ campaign မှာဒေါ်သူဆောင်မောင်ကမလေးရှားဘက်မှာတာဝန်ယူပြီးတော့ငွေကောက်ခံတာဖြစ်ပါတယ်။သူရှိမှကတ်လာလုပ်တဲ့လူတွေကသူ့ရဲ့ MMRC ကတ်အပြင် MMRC ကတ်က ringgit 150ရှိပါတယ်။150ဆိုတာမြန်မာငွေနဲ့တွက်ရင်တော့တသိန်းခွဲဝန်းကျင်ပေါ့ရှင်နော်။နောက်ပြီးတော့ MMWC ကတ်ဖြစ်တဲ့လူ့ကမ္ဘာရေးဝန်ကြီးဌာနကလုပ်တဲ့ကတ်ကကြတော့ တကက်ကို250လို့ပြောပါတယ်အဲ့ဒါကတော့ ringgit နှစ်သိန်းခွဲဖြစ်ပါတယ်နောက်တစ်ခုကတော့ကိုမျိုးရံတောင်သိန်းလုတ်တဲ့ဒီဘကူ PDF အတွက်ဆိုတဲ့အလှငအလှငွေကောက်ခံတဲ့အလုပ်ဖြစ်ပါသူရှိမှဒီကတ်တွေလာလုတ်ရင်အဲ့ဒီအလှငွေ50ကိုလည်းတစ်ယောက်ကို50ကိုလည်းသူကောက်ခံတာဖြစ်ပါအဲ့ဒီလူမျိုးနဲ့သူကလူပေါင်းတောင်းချီပြီးတော့မှသူရှိမှကတ်တွေလုတ်ကြတယ်ဆိုတော့သူကမြန်းမြန်းအားဖြင့် သူ့ရဲ့ ကတ်တွေကိုလုတ်ဖို့အတွက်ဆိုလို့ရှိရင်လူတစ်ယောက်ကို450 green key မြန်မာငွေနဲ့တွက်ရင်၄သိန်းခွဲ၅သိန်းဝန်းကျင်လောက်ရှိတဲ့ငွေအပေါင်းနဲ့သူရှိမှလုတ်ကြတာဖြစ်တဲ့အတွက်လူပေါင်းတောင်းချီပြီးလုတ်တော့ဘယ်လောက်ထိအငွေအမောက်ဖြစ်မလဲဆိုတာကိုခက်မှန်းကြည့်ပါရှင်နော်အဲ့တော့တော်တော်များပါတယ်သူလုတ်စားသွားတာပါတော့ဆိုတော့ကျမကဘာလို့ဒါတွေကိုပြောနေရလဲဆိုလို့ရှိရင်အမှန်အတိုင်းသိစေချင်လို့ပါနော်တချို့ကအတော်လိုင်းဘက်မှာလုတ်နေတာအယူချီကိုစပုတ်ပေးလို့ဖန်ခံရတယ်ဆိုပြီးတော်တော်များများတနာနေကြတာကိုတွေ့ရတယ်ပေါ့နော် ဆိုတော့သူဟာသူဒီတော်လိုင်းရေးပေါ်မှာခုလုံးလုတ်သွားတယ်နာမည်ယူသွားတယ်လူလိန်တယောက်တာဖြစ်ပါတယ်အယူဂျီကိုမရောက်ခဲ့ပါဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမတို့ကတစ်ချိန်လုံးအဲ့ဒီလုံကအယူဂျီနဲ့လည်းချိတ်ဆက်နေရှိနေပြီးတော့မှသူ့ရဲ့သတင်းတွေကိုလည်းကြားနေရတာဖြစ်တဲ့အတွက်အဲ့ဒီအချိန်လုံးကလည်းသူကဆရာကြီးဒေါက်တာဇော်ဝီဆိုးကိုလိုက်လွင်ပြီးတော့မှမိုက်မိုက်ရိုင်းရိုင်းနဲ့ဆဲဆူနေတာတွေလည်းရှိပါတယ်ဆိုတော့အယူဂျီနဲ့လည်း အယုတ်ကြီးကလူတိုင်းနဲ့အစေးကတ်တာတော့မဟုတ်ပါဘူး။သူကချိတ်လို့ရတဲ့ link ကို तू ကလျှောက်ချိတ်တာပါ။အဲ့လိုပဲ UN မှာလည်း तू ချိတ်လို့ရတဲ့ link နောက်ဆုံးကုတ်ကုတ်ပြောမယ်ဒီစကားပြန်ကစ तू ချိတ်လို့ရချိတ်ပါ။အဲ့ဒီလိုချိတ်ပြီးတော့မှ तू ကတစ်ဖက်မှာပြန်ပြီးတော့လူတွေကိုလှည့်စားပြီးတော့မှလိန်တာဖြစ်တယ်။အဲ့တော့ဒါတွေကိုပြန်ပြီးတော့ခြုံငုံပြီးသုံးသပ်ရမယ်ဆိုရင်တော်လန်ရေးအပေါ်မှာအမျက်ထုတ်လိမ့်လေသွားတယ်လူလိမ့်တယောက်တာဖြစ်ပါတယ်စစ်ကောင်စီကအမ်ထုတ်ပြန်ထားတဲ့လိုမျိုးအယူတီကို support ပေးလို့ဆိုတဲ့ဟာမျိုးကတော့တတ်တတ်ဆင်အောင်လွဲပါတယ်ဒါကလုံးဝမဟုတ်ပါဘူး သူဆက်သွယ်တာက UNG ကအလုံသမားရေးဝန်ကြီးဌာနနဲ့ဆက်သွယ်တာပဲဖြစ်ပါတယ်။အလုံသမားရေးဝန်ကြီးဌာနစီကိုလည်းပတ်စံတည်းမရောက်ခဲ့ပါဘူး။ကျမတို့တည်ရတလို့မရောက်ခဲ့ပါဘူး။ဒါတော့အလုံသမားရေးဝန်ကြီးဌာနကပို့ပြီးတည်ပါလိမ့်မယ်။ကျမတို့ကတော့အတန်းကြားရတဲ့အတိုင်းပြောတာကတော့အလုံသမားရေးဝန်ကြီးဌာနကိုလည်းမရောက်ခဲ့ဘူးလို့ပြောပါတယ်။ဆိုတော့ဒီပတ်စံတည်းကသူ့စီမှာပဲဟိုရှိနေတယ်ပေါ့ရှင်နော်။အဲ့တော့အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှသူကမလေးရှားရဲတွေရဲ့စုံစမ်းစစ်ဆေးခြင်းကိုခံခဲ့ရပါတယ်။စုံစမ်းစစ်ဆေးတဲ့အခါမှာကျမကဘာကြောင့်နေရတည်တာလဲလို့ပြောလို့ရှိရင်တော့ကျမရှင်းပြပါမယ်။ အဲ့ဒီချိန်မှာကျွန်တော်တို့ကလည်းဗလီရှားနိုင်ငံထဲမှာပွဲတွေလုပ်ပြီးတော့မှတော်လှန်ရေးအတွက်အလုံငွေကောက်ခံပေးနေတယ်ပြီးလို့ရှိရင်စစ်ပေးရှောင်းတွေကိုပြန်ပြီးတော့ပို့ဆောင်နေတဲ့အချိန်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့မလေးရှားနိုင်ငံထဲမှာတက်ကြွလှုပ်ရှားနေတဲ့အချိန်ဖြစ်တယ်ဟိုမျိုးဒီမျိုးတွေမှာပွဲတွေအမျိုးမျိုးလုပ်ပြီးရန်ကုန်ကြီးရှာဖွေပေးနေတဲ့လူတွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကိုဒီရဲကလိုက်ဆောင်စမ်းတဲ့အခါမှာလူဆောင်ပေါင်းကိုလည်းရဲကလိုက်ဆောင်စမ်းနေတဲ့စုံစမ်းနေတယ်လို့ကျွန်မကိုလည်းအဲ့ရဲတွေစုံစမ်းတော့ခံခဲ့ရပါတယ်နော်ကျမကိုစုံစမ်းတဲ့ရဲကတနေ့မှာကျမကျမစီကိုမက်ဆေ့တောင်ဝင်လာတယ်အဲ့ဒီမက်ဆေ့က ဒီသူသူကသူမိတ်ဆက်တာတော့သူကဒီမလေးရှားလွှတ်တော်ပိုင်းဆိုင်ရာမှာအလုပ်လုပ်ရတယ်။အရာရှိတယောက်လို့ပြောပါတယ်။နော်အဲ့တော့သူ့နာမည်ကိုမိတ်ဆက်ပြီးတော့မှကျမကိုတွေ့မယ်ဆိုပြီးတော့တွေ့ခင်တောင်းတာဖြစ်ပါတယ်။အဲ့လိုတွေ့ခင်တောင်းတဲ့ချိန်မှာကျမကလည်းတော်လန်ရေးလုံရေးလူတယောက်ဖြစ်တဲ့အတွက်ဟိုမယုံရဲဘူးပေါ့ရှင်နော်။ဘာလို့မှလဲဘယ်ဘက်ကလူလဲဘာမှမသိဘူးလေနော်။စစ်ကောင်စီကလက်တံကလည်းဒီအာရှနိုင်ငံတွေအထီးကတော့လက်တံချနေတယ်ဆိုတော့ကျမတို့ကလည်းတော့မတွေ့ရခဲ့ဘူး။တော့မတွေ့ရတဲ့အတွက်အဲ့ဒီရဲအရာရှိကဘာပြောလဲဆိုလို့ရှိရင်လက်တွေ့ပါမစိုးရိမ်ပါနဲ့။မင်းရဲ့ လုံခြုံရေးကိုအပြည့်အဝတာဝန်ယူပါတယ်မင်းလဲကြိုက်တဲ့လူကိုခေါ်လာလို့ရတယ်မင်းချိန်တဲ့နေရာကိုပဲငါတို့လာမှာငါတို့ချိန်တဲ့နေရာကိုမင်းလာမှာမဟုတ်ပါဘူးဆိုတော့ဂရီစကားမျိုးပြောပါတယ်အာမခံစကားပေါ့ရှင်နော်အဲ့တော့ကျမကသွားတွေ့မယ်လို့ရဲကိုအကြောင်းပြန်လိုက်တယ်သူကဒီလိုမျိုးအာမခံပေးတယ်ဆိုတော့ဟိုဘယ်နေရာမှာတွေ့မလဲဆိုလို့ရှိရင်သူကဒီ Times Square ပေါ့နော် Times Square ဆိုတာဒီမလေးရှားမြို့တော်ရဲ့ဒီအလေကောင်မှာပေါ့မြို့လေကောင်မှာရှိတဲ့လူအများကြီးတည်တဲ့နေရာဖြစ်ပါတယ် နော်အဲ့ဒီနေရာကို change ဆိုတာဖြစ်တဲ့အတွက်ကျမကလည်းတွတ်တွေ့ခဲ့တယ်။ဒါပေမဲ့ကျမကမလေးစကားကိုကြွန့်ကြွန့်ကျင်ကျင်မပြောတတ်ပါဘူး။မလေးစကားကြွန့်ကြွန့်ကျင်ကျင်မပြောတတ်တဲ့အတွက်ကျမကဒီမလေးရှားနိုင်ငံသားလည်းဖြစ်တယ်။ကျမတို့မြန်မာလူမျိုးလည်းဖြစ်တယ်။ကိုဘာဘူးကြီးကိုကျမအကူညီတောင်းခဲ့ပါတယ်။မလေးစကားကျမမကြွန့်ကျင်တဲ့အတွက်ကျမကိုဇက်ကပြန်ပေးဖို့အတွက်အကူညီတောင်းခဲ့ရပါ။နောက်ကမလေးရှားနိုင်ငံသားလည်းဖြစ်တဲ့အတွက်ကျမတခုခုဖြစ်ခဲ့ရင်တည်င်းအစနာခြံလို့ရအောင်ကျမကခေါ်တဲ့သဘောလည်းဖြစ်ပါတယ်။ပြီးတော့ကိုဘာဘူးကြီးဆိုတာလည်းတော်လိုင်းရေးထဲမှာပါဝင်ကူညီနေတဲ့လူ ကျုံကျုံလို့ကျမတို့တွေကိုကူညီတဲ့လူတယောက်လည်းဖြစ်တဲ့အတွက်ယုံကြည်ပြီးတော့ကျမကစကားပြန်ဖြစ်ခေါ်ရခဲ့ပါတယ်။အဲ့ချိန်မှာကျမတို့ဒီအရေးအရာရှိနေတွေ့တယ်ပေါ့တွေ့တဲ့ချိန်မှာသူကမပြောလဲဆိုလို့ရှိရင်ကျမတို့ကအတိုင်ခံထားရတဲ့လူတွေဖြစ်တယ်နော်တိုင်နာကတော့ဟိုစစ်ကောင်စီဘက်ကတိုင်နာပဲဖြစ်ဖို့များပါတယ်တိုင်နေဘလူတိုင်နေဘဲဝါတိုင်နေဆိုတော့ကျမတို့လည်းမမေးမနေတော့ပါဘူးမပြောလဲဆိုတော့ဒါတွေကတိပိသားတွေပဲမဟုတ်လို့နော်အဲ့တော့တိုင်နာတယ်ကျမတို့ကိုအကြမ်းဖက်ဖြစ်တိုင်နာတာဖြစ်ပါတယ်ကျမတို့ဆိုတာကကျမကိုအကြမ်းဖက်ဖွဲ့စည်းဖြစ်တိုင်နာတာဖြစ်တယ် ဒါပေမဲ့သူစားမောင်ကိုတော့တိုင်နာတဲ့အမှုတွေကများပါတယ်ဒီ community အမှုတွေလိမ်လည်မှုတွေနော်ပြီးတော့ဒီအယူတီနဲ့ဆက်နွယ်ပြီးတော့ကျန်းဖက်အခွင့်အရေးကိုကူညီနေတယ်ဆိုတော့အမှုတွေအပြင်တခြားအမှုတွေလည်းပါပါသေးတယ်အဲ့ဒီရဲကကျမကိုအဲ့ဒီလိုမျိုးနင့်ကိုလည်းစုံစမ်းနေတယ်သူစားမောင်ကိုလည်းစုံစမ်းနေတယ်လို့ပြောတဲ့ချိန်မှာကျမလည်းအံ့ဩရပါတယ်သူပြန်ပြီးတော့မေးရတာပေါ့ရှင်ကျမကဘာကြောင့်စုံစမ်းတာလဲเนาะသူကမောင်ကတော့ထားလိုက်ပါတော့သူက community ဖွဲ့စည်းထောင်ထားတယ်ကတ်တေလည်း ဟုတ်လားထုတ်ပြီးတော့သူရောင်းစားနေတယ်ပြီးလို့ရှိရင်ဒီမလေးရှားနိုင်ငံထဲမှာလည်းသူတည်ရင်ကလိန်နေဆိုပြီးပြန့်နေတာရှိတဲ့အတွက်ကြောင့်မို့မအံ့ဩပေမဲ့ကျွန်မကိုအတန်းဖတ်အဖြစ်တိုင်ထားတယ်ဆိုတာကတော့အံ့ဩကြကောင်းပါတယ်เนาะအဲ့တော့ကျွန်မကသူ့ကိုမေးလိုက်တယ်ဘာကြောင့်ငါတို့ကိုငါ့ကိုအတန်းဖတ်အဖြစ်တိုင်ထားတာလဲဆိုတော့လက်နက်ကင်တွေကိုပူညီတယ်ဆိုတဲ့သဘောမျိုးပေါ့ရှင်เนาะအဲ့တော့ကျွန်မကမဟုတ်ဘူးငါတို့က ဒီမိုကရေစီအရေးကိုတက်ကြွလှောက်ရှားနေလို့ဖြစ်တယ်ငါပေါ့နော်ဘူးသမောင်အပိုင်းနဲ့ပတ်သက်ရင်တော့ငါကြားလာတာကြားထားရတဲ့လောက်ပဲမင်းကိုပြောနိုင်မယ်ဒါပေမဲ့ဘူးသမောင်အခွက်စည်းရလူမဟုတ်တလို့ငါနဲ့သူကညင်းကြီးတဲ့လူလည်းမဟုတ်ဘူးသူနေတဲ့နေရာကိုလည်းတိကျမသိတဲ့သူကသူနဲ့ပတ်သက်ပြီးငါမှပြောရတာလားမရှိဘူးဒါပေမဲ့ငါနဲ့ပတ်သက်ပြီးတော့ငါ့ကိုဘာကြောက်အကြမ်းဖက်လို့ဆွဆွရတယ်ငါတို့ကနော်ဒီမိုကရေစီတက်ကြွလှောက်ရှားသူတွေဖြစ်တယ်ဒီအာဏာသိမ်းမှုမတရားမှုကိုစန့်ကျင်တဲ့လူတွေတာဖြစ်တယ်ငါတို့အကြမ်းဖက်မဟုတ်ဘူးဆိုတဲ့အကြောင်းသူ့ကိုရှင်းပြပါတယ်နောက်ပြီးတော့ جماعه ီအလူခန်းခဲ့တဲ့ကမ်ပိန်းတွေလုပ်ခဲ့တဲ့ဒီပွဲတွေမှာရခဲ့တဲ့ရန်ကုန်ဝေးတွေဒီမှာမြန်မာပြည်ကိုပြန်ပြီးတော့ကုညီပေးတဲ့စစ်ပေးရှောင်းတွေနော်ဒီလက်ရဲဘော်ရဲဘော်တွေပေါ့ရှင်ရဲဘော်တွေစားနပ်ရိက္ခာတွေကိုဒီမှာကုညီပေးတယ်လို့သူတို့ကပြောလိုက်ပါတယ်ပြောပြီးတော့မှဒီမှာတပ်ပုံတွေပါတယ်ပြပါစင်းစရားတွေပေါ့ရှင်နော်ပြရပါတယ်သူတို့တို့ကလည်းကြည့်ပါဆိုတဲ့ခါကျတော့အဲ့ဒီအချိန်မှာသူမေးတာကအများဆုံးကသူစားမောင်နဲ့ပတ်သက်ပြီးတော့ကျမကိုမေးတာဖြစ်ပါတယ်။သူကကျမတို့နောက်ကိုလိုက်ဆောင်စမ်းနေတာ6လလောက်ရှိသွားပြီလို့သူပြောပြပါတယ်။ဆိုတော့ကျမတို့ကို အသေးစိတ်ကအစလိုက်စုံစမ်းနေရဆိုတာကိုခံမှန်းလို့ရတယ်ပေါ့ရှင်နော်ဒါဒီက6လလောက်အချိန်ယူပြီးတော့ဟိုလိုက်စုံစမ်းနေရဆိုတော့ကျမတို့ရဲ့အချက်လက်ကျမကျမရဲ့နာမည်ဆိုရင်ကျမမေးဆက်စရာမလိုဘဲနဲ့သူသိနေတယ်ကျမရဲ့ဓာတ်ပုံလေးတချို့ကျမမလေးရှားမှာပွဲလုပ်တဲ့ပုံလေးပွဲမှာကျမတို့ကဆင်ပေါ်မှာတက်ပြီးတော့စကားပြောတဲ့ပုံလေးဒီပုံလေးကိုသူတို့ချီဒီမှာအကုန်လုံးရှိနေတာပေါ့နော်ဆိုတဲ့ခါကျတော့ကျမတို့ကိုတော်တော်အသေးစိတ်လိုက်စုံထမ်းစမ်းထားတယ်ဆိုတာကိုသူပြောလို့သူစကားအရသိခဲ့ရပါတယ် ပြီးတော့ကျမကိုအိုင်နာအဖွဲ့ဆောင်ရဲ့အကြောင်းကိုမေးတယ်အဖွဲ့ဆောင်ဆိုတာမလေးရှားမှာရှိနေတဲ့ community ကတ်တင်နဲ့ပေါ့နော်ဒီမြန်မာတွေကိုပုံမြင်နေတဲ့အကြောင်းတွေဘလို့ရှိလဲဘလို့သွားလဲတိုင်းရင်းသားတွေကဘာနဲ့ပတ်စံရှာနေပြီးတော့မှမြန်မာပြည်ကိုပတ်ဖို့နေတာတွေရှိလားဘာညာပေါ့ရှင်ကျမတို့ကိုမေးပါကျမကတိုင်းရင်းသားကိစ္စတွေကိုအစုံမသိပေမဲ့ကျမအနေနဲ့ကတော့တိုင်းရင်းသား community ရုံးနေဆိုတာကနော် community တွေပေါ့ရှင်မလေးရှားနိုင်ငံမှာရှိနေတဲ့ community တွေဒီလောလောဆယ်မှာတော့မြန်မာနိုင်ငံကပြေးလာတဲ့ဒီစစ်ပေးရှောင်ဒုက္ခတွေရှိမယ် เนาะအမျိုးမျိုးသောဒီဟိုဘုံကျဲခံရလို့ပြေးလာတဲ့လူတွေရှိမယ်အလောက်ကင်နေအဆင်မပြေတော့လို့ပြေးလာမဲ့လူတွေရှိတယ်ပေါ့เนาะအဲ CDN တွေလည်းပါတယ်ပေါ့ဒီလူတွေအတွက်တော့သူတို့ကုညီနေတာဖြစ်တယ်လို့ကျွန်မကဖြေကြားခဲ့တယ်ပေါ့သူစာမောင်နဲ့ပတ်သက်ပြီးတော့ကျွန်မကမသိဘူးလို့ပဲဖြေလိုက်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူစာမောင်နဲ့ပတ်သက်ပြီးတော့မှကျွန်မတို့သိထားတဲ့ဟာတွေကလိန် သူကလိမ့်နေဆိုတာပဲကျမတို့သိထားတာဖြစ်တဲ့အတွက်ကျမတို့မသိဘူးတခြားကိစ္စတွေဒီငွေတွေဘယ်ကိုစီးဆင်းလဲကျမတို့လည်းအတိအကျမပြောပြနိုင်ဘူးရဲနေစကားပြောတဲ့အခါကျမတို့ကတိတိကျကျပြောတာအကောင်းဆုံးပဲဖြစ်တဲ့အတွက်ကျမတို့တိတိကျကျမပြောနိုင်တဲ့စကားတွေကိုကျမတို့ကညင်းပဲညင်းခဲ့လိုက်ပါတယ်ဆိုတော့အဲ့ဒီကနေစပြီးတော့မှသူစာမောင်ကိုလည်းသူတို့ဆက်လက်ပြီးတော့စုံစမ်းတယ်ကျမတို့ကတော့ဒီကျမတို့မြန်မာနိုင်ငံအတွက်လှုပ်ပေးနေတဲ့အကြောင်းအရာတွေကိုတိတိကျကျလေးဓာတ်ပုံသက်သေလေး သေးသေးစကားလေးပြောပြတဲ့အတွက်တို့နားလေနောက်ပြီးတော့ကျွန်တော်တို့ဒီမလေးရှားထဲမှာရှိနေတယ်ကျွန်တော်တို့တော်လိုင်းရဲ့အတိုင်းအဝိုင်းပေါ့တော်လိုင်းရဲ့အတိုင်းအဝိုင်းကလူတွေနဲ့လေကျွန်မကခေါ်ပြီးတော့မှသူနဲ့မိတ်ဆက်ပေးခဲ့တယ်အဲ့ဒီအတွက်သူကလည်းကျွန်တော်တို့တော်လိုင်းရဲ့အတိုင်းအဝိုင်းနဲ့တိကျွမ်းလာပြီးတော့မှမြမအရေးတွေကိုကြုံရင်ကြုံတယ်လို့မေးရရှိရင်တို့ခေါ်မေးတာတွေရှိတယ်ဆွေးနွေးတာတွေရှိတယ်ဘာဆက်လို့ရင်ကောင်းလဲဆိုတဲ့အကြောင်းအရာတွေသူအကြံပေးတာတွေလည်းရှိတယ်ဆိုတဲ့အခါကျတော့ကျွန်မတို့နဲ့ကတော့ဆက်ပြီးတော့မှဒီတော်လိုင်းရဲ့ကိစ္စတွေ မြမအရေးကိစ္စတွေဥမာမင်းအောင်လိုင်းတို့ဒီစစ်တပ်ကထုတ်ပြန်တဲ့သတင်းတွေကိုသူအတည်ပြုနေတယ်ဆိုလို့ရှိရင်အရက်ဖက်ကထုတ်တဲ့အတန်တွေကိုပြန်ကြားနေတာဖြစ်တဲ့အတွက်ကျမတို့ပြည်သူတွေစီကထုတ်တဲ့အတန်ကိုကြားနေတာဖြစ်တဲ့အတွက်ကျမတို့လမ်းမေးရတယ်ဆွေးနွေးရတယ်တွေ့ဆုံရတယ်တောက်လျှောက်ရှိခဲ့ပါတယ်အဲ့ဒီကနေပြီးတော့မှကျမတို့တော့မီမီဝင်းဘတ်ပေါ့နော်ဒေါက်တာမီမီဝင်းဘတ်မလေးရှားနိုင်ငံကိုရောက်လာတယ်ကျမအခြေဆက်နဲ့ရောက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမကသူ့ကိုပြောရတယ်ပေါ့နော်ဒီကျမတို့ဟိုဒေါက်တာမီမီဝင်းဘတ်မလေးရှားကိုရောက်မယ်ရောက်တဲ့အချိန်မှာသူဒီမှာတွေ့ဆုံပွဲလေးတစ်ခုလုပ်ချင်တယ်ဒီပုံမှာမင်းတို့ ကူညီနိုင်မလားမေးတော့ဒေါက်တာမမီဝင်းဘက်ရဲ့ profile ကိုတောင်းကြည့်တယ် biography ကိုတောင်းကြည့်တဲ့အခါမှာကျမကလည်းဆရာမကြီးပေးလို့ပေါ့နော်ကျမအဲ့ဒါကိုပြန်ပေးလိုက်တော့ तू အဆရာမကြီးရဲ့အကြောင်းအရာတွေကိုကိုရဲ့အချင်းကိုဖတ်ကြည့်တယ်ဖတ်ကြည့်ပြီးတော့မှသူ့ရဲ့သူ့ဆရာရဲ့ဆရာဖြစ်နေတာပေါ့ရှင်နော်ဆရာမကြီးကသူ့ဆရာတင်နန်းသွားတက်ခဲ့တဲ့ဆရာဖြစ်နေတာဖြစ်တဲ့အတွက် तू ကလည်းမလေးရှားကိုလာမှာဖြစ်တဲ့အတွက်ကြိုးစုံမယ်ပြီးလို့ရှိရင်သူ့ရဲ့လုံခြုံရေးရေလုံခြုံရေးတွေသူချပေးခဲ့ပါတယ်ကျမတို့ဒီ ကျွန်တော်အလုံးမှာဒီဖះเจ้าမှာလုပ်တဲ့ပွဲပေါ့ရှင်เนาะအဲ့ဒီတော့ကအဲ့ဒီရဲတွေပဲကျမတို့ကိုအများကြီးကူညီပေးခဲ့တာဖြစ်ပါတယ်။ဒါကတော့တို့နဲ့ကျမတို့ရဲ့သွားနေတဲ့ဟို relation ချိတ်ဆက်မှုကိုကျမကရှင်းပြတာဖြစ်ပါတယ်เนาะ။တို့တို့ကိုကြမ်းဖက်ဖြစ်တိုင်နာပေမဲ့တို့ကနောက်ပိုင်းမှာတို့နဲ့ပုံပြီးတော့စကားတွေပြောပြတာရှိတယ်။ကျမတို့ဒီဒီလိုမျိုးတော်လှန်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေနိုင်ငံရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဆွေးနွေးတာတွေမေးတာတွေတို့နဲ့ရှိခဲ့တယ်ဆိုတဲ့အကြောင်းကိုကျမက နားလည်အောင်ရှင်းပြတာသူတို့ကလည်းကျွန်တော်တို့ဒုံလိုင်းရေးလှုပ်ရှားနေတဲ့လူတွေဒီမိုကရေစီရေးတကြွလှုပ်ရှားနေတဲ့လူတွေဖြစ်တယ်ဆိုတာကိုအတိမတ်ပြုတ်သွားပုံရတယ်ဆိုတော့ကျမနဲ့ပတ်သက်ပြီးတော့နောက်ထပ်သူတို့စုံစမ်းတာတွေထပ်မလုပ်တော့ဘူးတွေးစုံတာပဲလုပ်တော့တယ်ပေါ့ရှင်နော်အဲ့တော့ကျမကဆော့ဆော့ကပြောတဲ့တော်သူသားမောင်ကိစ္စကိုပြန်ပြီးတော့ဆက်ပါအဲ့ဒီအချိန်မှာကျမတို့ပထမပိုင်းအချိန်နေမှာပေါ့သူကျမကိုလည်းလာတွေ့တယ် သူဆောင်မောင်ရဲ့အကြောင်းကိုလည်းဆက်ပြီးတော့စုံစမ်းတယ်ကျွန်တော်တို့လိုသူဆောင်မောင်နဲ့ပတ်သက်ပြီးတော့ဘာမှထက်လာမပြီးတော့ဘူးမပတ်သက်ဘူးဆိုတာကိုသူသိသွားတဲ့အတွက်ထက်လာမပြီးတော့ဘယ်နဲ့သူတို့ကသူကိုဆက်ပြီးစုံစမ်းနေတာရှိတယ်ပေါ့ကြည့်နော်အဲ့ကနေပြီးတော့မှဒီဒီ2023နှစ်လယ်ပိုင်းလောက်မှာတော့သူဆောင်မောင်အဖမ်းခံရတယ်လို့လို့ပြန်ပေးဆွဲခံရတယ်လို့လို့တမိသားစုတော်ကားနဲ့လာခေါ်ရတယ်လို့မအားလို့အမျိုးမျိုးတရင်တစ်ခုထွက်လာတယ်ဒီခုထွက်လာတဲ့အချိန်မှာကျွန်မကဒီကျွန်မကိုလာတွေ့တဲ့ရဲရရှိကဒီအကြောင်းတွေကိုပြောထားတဲ့အတွက်သူဆောင်မောင်ကိုသူတို့လိုက်စုံစမ်းနေတယ်ဆိုတဲ့အကြောင်းတွေကိုပြောထားတဲ့အတွက် ဒေတာဘောက်ဒီကိစ္စကိုတော့သူတို့တိမာပဲလို့ကျွန်မတွေးမိတယ်ပေါ့တွေးမိပြီးတော့သူ့ကိုဒီ WhatsApp ကနေပြီးတော့စာပို့ပြီးတော့မေးလိုက်တယ်ပေါ့နော်သူဆောင်ပေါင်းသတင်းကဘလို့ဖြစ်တာလဲပေါ့အဲ့ချိန်မှာသူကဗာပြောလဲဆိုလို့ရှိရင်သူဆောင်ပေါင်းကအဖမ်းခံရတာပါလို့ပြောတယ်နော်အဖမ်းခံရတာပါဒီပြန်ပေးဆွဲခံရတာမဟုတ်ဘူးဆိုတော့သူကအဖမ်းခံရတယ်လို့ပြောတော့ဒေတာဘောက်ဒါမလေးရှားကဖမ်းတာပဲအစိုးရဘက်ကနေဖမ်းတာပေါ့ရှင်နော် ဆိုတော့သူကအဲ့ဒီမှာအเจ้าညာကိုကျွန်မကိုတိတိကျကျမဟုတ်ပေမဲ့သူတို့ဘန်းနေဆိုတဲ့ဟာကိုတော့ကျွန်မကိုအရေးအမှုလောက်ပြောပြလိုက်တယ်။ဟိုပြဿနာကဘာလဲဆိုတော့အစိုးရကဘန်းပြီးတော့မှဒါစစ်ကောင်စီလက်ထက်ကိုပြန်ပြန်ပို့လိုက်တယ်ဆိုတဲ့ဟာကကြတော့သူတို့အတွက်ကလည်းဒီတရင်ကထုတ်ရတာခက်နေတယ်။ထုတ်ရတာခက်နေတော့သူတို့ကလည်းဟိုအတိအကျမပြောပြဘူး။ဒါပေမဲ့ကျွန်မတို့ကနားလည်လိုက်တယ်။အဒီဘက်ကဖမ်းသွားပြီ။ဖမ်းပြီးတော့စစ်ကောင်စီလက်ထက်ကိုပြန်ပို့လိုက်ပြီဆိုတော့အဲ့ထင်တော့နားလည်တယ်။ဒါပေမဲ့သူ့ဘက်ကအဒီအဒီတကြမပြောပုတ်ပုတ်လင်းလင်းအကုန်လုံးကိုအမှန်တိုင်းမပြောတာဖြစ်တဲ့အတွက်ကျွန်မတို့ကလည်း နားလည်ပေးမယ်လေဒီသတင်းကိုထုတ်လို့မရဘူးကျွန်မအကြိမ်ကြိမ်သူ့ကိုစာပို့ပြီးတော့မေးတယ်ဒီသတင်းကငါ့ကိုပြောလို့ရတဲ့အပိုင်းအထိပြောပေးပါပေါ့နော်ဆိုတဲ့ခါကျတော့ तू ကငါသတင်းထုတ်ချင်လို့လို့သူ့ကိုပြောတယ်ဒါငါသတင်းထုတ်ချင်တယ်ဘာလို့ဆိုဒီပြဿနာကြီးကပြန်ပေးဆွဲတာလို့လို့ဘာလို့လို့ပြဿနာကြီးကဖြစ်နေတယ်ပေါ့သတင်းတွေကပြန်နေတယ်အဲ့ဒါကိုငါကအမှန်တိုင်းဖြစ်စေချင်တာဖြစ်တဲ့အတွက်ဒီသတင်းကိုငါထုတ်မယ်ထုတ်လို့ရတာမင်းတို့ဖမ်းသွားတာအမှန်လေဆိုလို့ရှိရင်ငါဒီသတင်းကိုဒီဖမ်းသွားတယ်ဆိုတဲ့ဟာကိုထုတ်ချင်တယ်ပေါ့နော်ပြန်ပေးဆွဲတာကိုပြန်ပေးဆွဲတယ်ဆိုတဲ့လူတွေမှားနေတဲ့ဟာကြီးကိုငါကဟိုပြောပြချင်တယ် ဆိုတဲ့ခါကျတော့သူကတရင်ကိုထုတ်လို့ရပါတယ်တဲ့ဒါပေမဲ့ဘယ်အဖွဲ့ကဖမ်းတယ်ဆိုတာကိုတော့မထုတ်ပါနဲ့လို့ပြောတာပေါ့ရှင်နော်ပြောတဲ့ခါကျတော့ကျွန်မအဲ့ချိန်မှာ post တစ်ခုရေးလိုက်ပါတယ်သူကလည်းမောင်ကဖမ်းခံရတာဖြစ်တယ်ပြန်ပို့ခံရတာဖြစ်တယ်ဆိုတော့ရေးလိုက်ပါတယ်ဒါပေမဲ့အဲ့ချိန်တော့တော့မယုံကြပါဘူး US ရောက်ပြီးတော့ထိုင်းရောက်ပြီးတော့အမျိုးမျိုးပြောကြပါသေးတယ်အဲ့ကနေပြီးတော့သူ့ရဲ့တရင်ကညှိနှောင်းရတယ်လူတွေလည်းတရင်ထားပြီးတော့ပေါ့ရှင်နော်မိမိပြောပြောဖြစ်သွားတယ်ဒါပေမဲ့ဒီရက်ထဲမှာစစ်ကောင်စီကထွက်လာတဲ့တည်င်းပေါ့ရှင်နော်ဒေါ်ဒူကမောင်အောက်လန်းကနေဝင်လာတယ်ဝင်လာပြီးတော့မှ ဒါသူဖမ်းမိသွားတယ်ပေါ့ဒီမိသားစုဖမ်းမိသွားတယ်ဆိုပြီးတပ်ပုံတပ်ပုံတင်လာတာဖြစ်ပါတယ်ဒီတပ်ပုံကလည်းသူသားမမောင်ဒီမလေးရှားမှာရှိတော့ကတမိသားစုတော့ကဝဝဖြူဖြူပဲသူရဲ့အမျိုးသားကလည်းဝဝဖြူဖြူပဲဖြစ်တယ်ဒါမှစစ်ကထွက်လာတဲ့ပုံကတော့တော်တော်ပိန်ပိန်ပိန်သေးသေးလေးတွေဖြစ်သွားကြတယ်ပေါ့တော်သူသားမောင်ပုံကလည်းဖမ်းလို့မရအောင်ကိုကိုစားကြပြီးတော့မှပိန်တော့တာဖြစ်တယ်အဲ့ဒီတော့ကျမတို့ကတော်သူသားမောင်ဟုတ်မဟုတ်ဆိုတာကိုအတိမပြုတ်နိုင်ဘူးသူမိသားစုမှာတော့ဒီမျက်နှာလေးတွေစင်နေတယ်သူရောက်ကြပုံကလည်းအတူတူပါပဲအဲ့ပုံစံပဲသူရောက်ကြတော့အနေငယ်ပဲပိန်သွားတာပေါ့ရှင်နော်ဒါပေမဲ့ပိန်သွားတာတော့တော်တော်လေးပိန်ချုံကျသွားတယ် ဆိုတဲ့ခါကျတော့ဒီပုံကြီးထွက်လာတာဖြစ်တဲ့အတွက်စစ်တပ်ကတရင်ထုတ်လိုက်ပြီပေါ့ရှင်ဆိုတော့ကျမတို့ပထမသိထားခဲ့တဲ့အတိုင်းပါပဲစစ်စစ်ကောင်စီလက်ထဲကိုရောက်သွားတယ်ဆိုတဲ့တရင်ကတော့ဒါခိုင်လုံပို့ပြီးတော့အသေးချခိုင်လုံသွားတယ်ပေါ့ရှင်နော်အဲ့ချိန်မှာကျမကလည်းကျမတို့လာပြီးစုံစမ်းနေဆိုလဲစောစောကရဲအရာရှိကိုကျမကတောင်းပေးလိုက်ပါတယ်ဟိုဒါဘယ်လိုဖြစ်တာလဲစစ်တပ်ကတော့ထုတ်လိုက်ပြီပေါ့နော်အဲ့တော့စစ်တပ်ကထုတ်လိုက်ပြီဖြစ်တဲ့အတွက်ဒီတရင်ကိုငါကသိချင်တယ်လို့စစ်တပ်လက်ထဲကိုဘယ်လိုရောက်သွားတာလဲပေါ့ဆိုတော့သူကကျမကလည်းသူ့ကိုပြောပြလိုက်တယ် စစ်တပ်ကထုတ်ထားတဲ့သတင်းဟာအကြမ်းဖက်ဖြစ်တဲ့ NUG ကို support လုပ်တဲ့အတွက်ကြောင့်မို့လို့ဖန်တာလို့ထုတ်ထားတယ်လို့ဆိုတော့ဗာပြောလဲဆိုလို့ရှိရင်သူကဒီ NUG ဟာအကြမ်းဖက်မဟုတ်ပါဘူးတဲ့ဒါအောင်ကလို့သိပါတယ်တဲ့ဒါပေမဲ့စစ်တပ်ကတော့ထုတ်တဲ့သတင်းကတော့လိန်ညာသတင်းပေါ့ရှင်နော်ဒါသူကတော့ဒါသူကိုယ်တိုင်ပြောတဲ့စကားပါဒီမောက်စာနဲ့ရင်းပြီးပြောတာပါဒါပေမဲ့သူစားမှာမှာလိန်နဲ့ဒီလိန်နဲ့အမှုတွေကြောက်ပဲပေါ့နော်ဒီတက်တွေနဲ့ပတ်သက်ပြီးတော့လိန်ဒီ UN နဲ့ပတ်သက်ပြီးတော့လိန်နဲ့အမှုတွေကြောက်ပဲ ဟခန္ဓာဖြစ်တယ်ပြီးတော့မှဒီသင်္ဘောနဲ့ပြန်ပို့လိုက်တာဖြစ်တယ်ပေါ့နော်သူကအဲ့လောက်ကျွန်မကိုပြောပြပါတယ်ဆိုတဲ့အခါကျတော့ဒေါ်သူစာမောင်ဟာစစ်တပ်ရဲ့လက်ထဲကိုစပြီးတော့အဖမ်းခံရတဲ့အချိန်တည်းကပြန်လွှဲအပ်ခံလိုက်ရတာဖြစ်ပါတယ်ဆိုတော့အပေါ်ကအကြောင်းအရာတွေကိုအားလုံးခြုံငုံပြီးပြန်ပြောရမယ်ဆိုလို့ရှိရင်ကျွန်မကိုရောဒေါ်သူစာမောင်ကိုရောတန်းဖက်အဖြစ်အတိုင်ခံနိုင်ရတာဖြစ်တယ်ဒါပေမဲ့ကျွန်မတို့တွေးဆုံတဲ့အခါမှာတော့ကျွန်မကသွားပြီးတော့တွေးဆုံခဲ့တယ်ဆွေးနွေးခဲ့တယ် သူတို့ကလည်းဒေါ်သူဆောင်မောင်ကိုကျမလိုပဲတွေ့ဖို့အချိန်ချင်းဖုန်းဆက်ပေးမယ်ဒေါ်သူဆောင်မောင်ကသူတို့ကိုပြန်ပြီးတော့မှအဆက်အသွယ်မလုပ်ပါဘူးဆက်သွယ်လို့မရပါဘူးဖုန်းဖိဆိုတာလည်းမရှိပါဘူးဒါကတော့အဲ့ဒီရဲအရာရှိကအဲ့ဒီလုံးနေကကျမတို့ကိုပြောပြထားတာဖြစ်ပါတယ်လုံးခဲ့တဲ့2023လောက်ကကကျမတို့ကိုပြောပြထားတာဖြစ်ပါသူကပြောပါသေးတယ်အဲ့ဒီလုံးကကျမတို့တော့တွေ့တဲ့အချိန်မှာကျမကိုကြည့်ပြီးတော့မှနေကြတော့ဒီနာငကတ်တို့ဘာလို့ရွှေတို့မရှိဘူးပေါ့နော်သူဆောင်မောင်ကတော့ လိုက်လွှင့်နေတဲ့အထဲမှာအမျိုးမျိုးနေ့တစ်နေ့တစ်မျိုးမယိုးနိုင်အောင်ဝိတာတွေတွေ့ရတယ်ပေါ့သူမှဘာဘာလုပ်ငန်းရှိလဲပေါ့တခြားလုပ်ငန်းဒီ community ကတ်တွေကလွှဲရင်တခြားလုပ်ငန်းရှိလားဆိုပြီးကျွန်တော်တို့မေးပါတယ်ဒါကကျွန်မအမှန်တိုင်းပြောပြတာပါသူပြောတဲ့အတိုင်းပြောပြတာပါစကပြန်ပေးတာကကိုပါဘူးကြီးပြန်ပေးတာဖြစ်တဲ့အတွက်ကျွန်မလုံးကြံပြောတာတခုမှမပါဘူးဒါအမှန်တိုင်းပြောပြတာအဲ့တော့သူတခြားလုပ်ငန်းသူ့မှာတခြားစီးပွားရေးမရှိဘဲနဲ့ဘာကြောင့်သူဒီလိုမျိုးဝင်နိုင်စားနိုင်ပြီးတော့ లై ့တွေလွှင့်ပြီးတော့မှသူလုတ်ပြနိုင်တာလေးလို့ကျမတို့ကမေးပါတယ်။ကျမလည်းမသိတဲ့အတွက်မသိဘူးပဲပြောလိုက်ပါတယ်။သူကက အကုန်လုံးကိုပြန်ပြီးတော့ခြုံပြီးပြောရမယ်ဆိုလို့ရှိရင်ဒေါ်သူသာမောင်ကြီးအနောက်နိုင်ငံကိုရောက်သွားတယ်လည်းမဟုတ်ဘူးထိုင်းနိုင်ငံကိုဝင်သွားတယ်လည်းမဟုတ်ဘူးသူများတွေပြောသလိုငွေလုတ်ပတ်ပြီးတော့စစ်ကောင်စီနဲ့ညှိပြီးတော့လဝါချင်းကြိုက်ပြီးစစ်ကောင်စီကိုယုံကြည်ပြီးတော့မှစစ်ကောင်စီလက်ထက်ကိုရောက်သွားတာမျိုးမဟုတ်ပါဘူးတကယ်တမ်းကြောက်လို့ရှိရင်ဒီဘက်ကလေဒီဘက်မှာလည်းကောင်စီဆိုတာရှိတယ်ရှင်နော်ကျမတို့ကိုလာပြီးတော့စုံစမ်းတယ်ဆိုတဲ့ချိန်ဆက်တယ်ဆိုတဲ့လူကဟိုလွတ်တော်ဘက်ကလို့ပြောတယ်ဆိုတော့သူတို့ကဟိုဖမ်းဆီးတဲ့ကိစ္စတွေကိုတော့သူတို့ပါလားမပါလားမသိပါနဲ့အဲ့ဒီဒေါ်သူသာမောင်ဖမ်းတဲ့အချိန်မှာသူတို့ကိုယ်တိုင်ပဲဖမ်းတယ်လို့ပြောခဲ့တာဖြစ်တယ်ပြီးတော့မှ ဒေါ်သူသမောင်ကောင်စီဘက်ကိုလွှဲပေးရတယ်လို့ပြောတယ်။ကောင်စီအချင်းချင်းဒါချိတ်ဆက်ပြီးတော့ဒါတင်းမောနဲ့ပြန်သွားတယ်ဆိုတော့ဒါစစ်ကောင်စီချင်းချင်းဒီဘက်အစိုးရဘိုင်းကလည်းပါတယ်။ဟိုဘက်အစိုးရဘိုင်းကလည်းပါတယ်။ဒီလိုမျိုးထည့်ပေးလိုက်တယ်ပေါ့ရှင်နော်။ဒါကျွန်တော်တို့အကြမ်းဖျင်းဒီလိုတွေးလို့ရတာပေါ့။ဒါရဲဆိုတာကတော့တို့အကုန်လုံးလည်းမပြောပြနိုင်ဘူး။ကျွန်တော်တို့ကဆက်ဆက်ပြီးတော့တွေးရတာပေါ့နော်။အကုန်လုံးလည်းတို့ပြောပြမှာမဟုတ်ဘူး။ပြောပြလို့လည်းရမှာပေါ့။ကျွန်တော်တို့ကလည်းအကုန်လုံးမေးလို့ရမှာပေါ့။အဲ့တော့အမျိုးမျိုးကွဲပြားနေတဲ့ပုံမှာဒေါ်သူသမောင်ကိစ္စနဲ့ပတ်သက်ပြီးတော့ စိတ်ဝင်စားနေကြတယ်အမျိုးမျိုးထင်ကြီးပေးနေကြတယ်ဟိုသတင်းမားတွေလည်းဖြန့်နေကြတဲ့အချိန်မှာကျွန်မပြောတဲ့အကြောင်းအရာတွေကိုတေချာနားထောင်ပေးလို့ရှိရင်ဖြစ်နိုင်ခြေတွေကိုစဉ်းစားပြီးတော့ဒါဘလို့ဖြစ်သွားလဲဆိုတာကိုဆက်ပြီးတော့စဉ်းစားလို့ရအောင်အဲ့တော့မလေးရှားနိုင်ငံထဲမှာရှိနေတဲ့အခွင့်အရေးတွေရောတော်လိုင်းရင်းနဲ့ပတ်သက်ပြီးလှုပ်ရှားနေတဲ့လူတွေရောကသတိထားဖို့တော့လိုပါတယ်သတိဝိရိယနဲ့လှုပ်ရှားရမှာဖြစ်ပါတယ်သတင်းကိုလည်းအမှန်တိုင်းသိစေချင်တယ်အမှန်တိုင်းသိပြီးသွားပြီဆိုလို့ရှိရင်ဒီသတင်းကိုကျွန်တော်တို့ထပ်ပြီးတော့မပြန့်စေချင်တော့ဘူးဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့တော်လိုင်းရင်းသမားတွေကမလေးရှားနိုင်ငံအတွင်းထဲမှာရှိနေတယ် ရှိနေတာဖြစ်တဲ့အတွက်ဒီသတင်းတွေကိုထုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မလေးရှားအစိုးရဘိုင်းတွေကပါတယ်ပါဝင်ပြီးတော့လုံဆောင်ကြတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီသတင်းကမလေးရှားအစိုးရကိုလည်းထိခိုက်တယ်လို့ဖြစ်မှာဆိုရင်ရတယ်အဲအကြောင်းမို့လို့ကျွန်တော်တို့ကကျွန်တော်တို့ဘက်ကလူတွေဒီသတင်းကိုဒီမှာနေရက်လိုက်စေချင်တယ်ထပ်ပြီးတော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့မပြတ်စေချင်တော့ဘူးအတန်းပြင်းတိရပြီဆိုလို့ရှိရင်တော်လောက်ပြီအမှန်ကကြောက်ကြီးလက်သေးကိုတကယ်ရောက်ရှိသွားတယ် ဒါပေမဲ့သူတို့တင်ထားတဲ့ပုံကဘယ်တော့မှရိုက်ထားတဲ့ပုံလည်းမသိဘူးပြီးတော့ဒီတော်သူသားမောင်တို့ဟာတက်ရှင်ပြည့်ရှိသေးလားမရှိဘူးလားဆိုတော့လေကျွန်တော်တို့ဘယ်တော့မှမသိနိုင်ဘူးဖြစ်တယ်ပေါ့နော်စစ်ကောင်စီလက်ထဲကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အလားလာတော့သိမ့်ကောင်းဖို့ရှင်နော်ဒါပေမဲ့အဲ့ဒီပုံကတော့ကိုဆက်ဆက်တော့ကဖန်ခံတော့ကရိုက်ထားရတဲ့ပုံလားဘယ်နှလားလောက်နေမှတာပြီးတော့မှရိုက်ထားတဲ့ပုံလည်းမသိဘူးပုံအဟောင်းဖြစ်နိုင်တယ်လို့ကျွန်တော်တို့ယူဆမိရပေါ့နော် ဒါကျွန်မတိထားသလောက်ဒေါ်သူစာမောင်မိသားစုနဲ့ပတ်သက်ပြီးတော့ဒါအကုန်ပါပဲเนาะဒီသတင်းလေးကိုကျွန်မတို့ကဆက်ပြီးတော့မပြတ်စီချင်တော့တဲ့အတွက်ကြောင့်မို့လို့ဒီလောက်တိထားရပြီဆိုလို့ရှိရင်ကိုယ့်အကူခံမှန်ပြီးဟိုတွေးကြည့်လို့ရတယ်ပေါ့ရှင်เนาะကျွန်မကလည်းဒီသတင်းကိုတို့လို့တို့လို့ဖြစ်နေမှာထက်အမှန်တိုင်းသိစီချင်လို့ဒါကျွန်မထုတ်ပြီးတော့ပြောပေးရခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်